သီလရဲ့သမာဓိရဲ့ပညာရဲ့အလုတ်သုံးမျိုးရှိရင်သူ့ပညာအလုတ်မှာဆိုလို့ရှိရင်ဩသင်္ချက်ကပုံနာကြီးဝတ္ထုကနေပြီးတော့ခန္ဓာ၅ပါးနဲ့ယဟုသွင်းခန္ဓာဒီကံရှင်ကာလမတိစနဲ့ခဏဖြစ်ရက်ခဏပြည့်ဤဖြစ်ပြန်တဲ့နိစ္စတံဖြစ်တရားမစဲရင်စည်ရဲ့ခန္ဓာကျောမှာညှို့မပါဘူးပြင်းရဆက်ခုမျောထောက်ရှိလို့သူ့သဘာဝအနိစ္စသည်ဒုက္ခအနတ္တပါရကလို့ခန္ဓာ၅ပါး ခေါင်းလေးကကြောက်ကြောက်ပြီးတော့ဝေဒနာမီခန္ဓာသည်လေသင်ညာတုံမီခန္ဓာသည်လေသင်္ခါရမီခန္ဓာသည်လေဝေဒနာချောင်းမီခန္ဓာသည်လေနည်းစီကာလမတိချတဲ့ခဏဖြစ်လျက်ခဏပြည့်ဤဖြစ်ပြည့်နဲ့တန်နေဆက်တန်ဖြစ်အယံမစဲလို့ရှင်ရဲ့ခိုင်ရင်ကြောပါနဲ့မပါဘူးသင်ညာသက်ခုမျိုးချောက်ရှုသောသူကဘာဝအနိစ္စသည်ဒုက္ခမတ္တပါရကာဆိုတဲ့၄၅ဆိုင်ရှင်ဘုန်းကြီးအရင်ဟော အရင်တပတ်တုန်းကနော်ဒီမှာဒီဘုန်းကြီးတို့လက်ရင်းဓမ္မယုံဤသူလက်ရင်းဓမ္မယုံမှာဟိုတရားညီခုံပြည့်ရဲ့ဘုန်းကြီးတို့ဒီတရားဟောတဲ့ပုဂ္ဂိုလ်ကြီးရဲ့ဒီကတိကြတန်ဖြစ်ပြီဆိုတဲ့တရားအရှင်ကအာဒိမိသီလံဒီတေးရအစပိုင်းမှာသီလကိုဟောရသီလအကြောင်းနည်းနည်းဖြစ်ဖြစ်များများဖြစ်ဖြစ်နားလေတဲ့လူဆိုရင်ပေါ့လေနည်းနည်းနဲ့ရှင်းရှင်းနဲ့ပြောရမြေဒီမကံဝိပါဘုရား အလေကုန်ကြပြီဆိုလို့ရှိရင်ပေါ့လေဟောမက်ဖို့နိဗ္ဗာန်ရောက်ကြောင်းတရားသူကိုဖြစ်အောင်ပြောပရိယောတာနေစနိဗ္ဗာန်အဆုံးကြတော့အဲ့ဒီလိုဖြစ်ပြန်ကြုတ်ကိုအထုတ်လာလို့ရှိရင်နိဗ္ဗာန်ရမယ်ဆိုတဲ့အကြောင်းအကျဉ်းချုပ်ဖြစ်ဖြစ်အကျဉ်းတော်ဖြစ်ဖြစ်ပြောရဒီတော့ပါလေဘုန်းကြီးတို့မှာဘုန်းကြီးတို့ဒကာဒကာမတွေမှာဒီလရှိပြီး အလုံးစုံမိဒိမက်ကဝိပါဝေယိအယသမာဓိပညာဆိုတဲ့ဒီဘာဝနာတရားနှစ်ပါးပွားဖို့အတွက်ဟုတ်လားတရားကူလဲစိတ်ပါလက်ပါသမာဓိရှိရှိနဲ့နာရပညာဘာဝနာအတွက်ဘုန်းကြီးခန္ဓာကမ္မဋ္ဌာန်းဖြင့်အရင်တပတ်ကပြောခဲ့တဲ့အကြောင်းကိုပြန်ပြီးတော့ပြောကြည့်တစ်ချိန်ကရှင်သာရိပုတ္တရာနဲ့ရှင်မောကုဋ္ဌိကဗာရာဏတိယူမိကြတာကိုတော့မှသတင်းသုံးရ ဒီလိုမျက်နေကြအချိန်မှာရှင်မာကုဋ္ဌိတာကရှင်သာရိပုတ္တရာရှိရောက်ရောက်ပြီးတော့ပဋိသင်္ဂလာကရာမများပြောပြီးတယ်ဆိုရင်လည်းရှင်မာကုဋ္ဌိတာကရှင်သာရိပုတ္တရာကိုမေးသီလဝတ္တအာဟုသောသာရိပုတ္တဘိက္ခုနာကတမေဇာမယောနီတော်မနတိကာတပါတဲ့မဲ့ရှင်သာရိပုတ္တရာသီလနဲ့ပြည်စုံသောသံဃာပေးထောက်သွင်းမြှော်မြင်သူတို့ပင်ပုဂ္ဂိုလ်တရားဟာဘေတရားကိုယောနီတော် မနတိကာရဖြင့်နှလုံးသွင်းပွားများအထုတ်ရမလို့သီလထောက်ပြီးသိရင်သီလရှိတဲ့ပုဂ္ဂိုလ်ဒီဘယ်တရားကြွေကိုဩနှလုံးသွင်းပွားများရမလို့လို့မေးထိုအခါအရှင်သာရိပုတ္တရာကဗာပြန်ဖြေတယ်လေဣဒဝတ္တအာဟုသောကုသိကဒေခုနာသေစုဘာသာနဲ့ခန္ဓာနိစ္စတောဒုက္ခတောရောဂတောကံတတောသံဃတောအကတောအဘာဒတောပရတောပရောဂတော သုံးညာတော်နတ်တော်ယောဂီတော်မနတိကာတ္တပါငါချင်းကုဋ္ဌိကာတဲ့သီလနဲ့ပြည့်စုံကြည့်တဲ့မျိုးကောင်းသာအမျိုးကောင်းသမီးမြတ်စွာဘုရားရဲ့သာတော်သမီးတော်သူတော်စဉ်ပုဂ္ဂိုလ်တရားဟာဥပါဒဏ်နဲ့ခန္ဓာ၅ပါးကိုအနိစ္စဒုက္ခအနတ္တလို့နှလုံးသွင်းရမယ်တဲ့ဟောဒီရှင်သာရိပုတ္တရာကြီးကဟိုဘုန်းကြီးတို့တက္ကရာတို့ဘုန်းကြီးတို့ဒီတရားနာပရိသတ်တို့လွတ်မဲ့ မှန်တန်တဲ့အကြောင်းကိုပေါ့လေထောက်ခံပြီးတော့အဲဒီလိုဝန်တန်သုံးလို့တန်ရုပ်ပါဠိတော်မရှိအေးဒီလရှိပြီးရင်အဲ့ဒီဒီလရှိတဲ့ပုဂ္ဂိုလ်ဒီဥပါဒါနဲ့ခန္ဓာ၅ပါးကိုအနိစ္စဒုက္ခအနတ္တလို့နှလုံးသွင်းရမယ်တဲ့အဲ့ဒီလိုနှလုံးသွင်းလို့ရှိရင်ဘယ်အကျိုးရမလို့ဆိုတော့သာနာကောပဏိတံသာနာကောပဏိတံအာဟုသောဝိသတိယံသီလဝါဘိက္ခု ဣမေပင်စုပါဒံယခံေနိသာတောဒုက္ခတောအနတ္တတောယောနိတောမနတိကရုံတောသောသပတိဖလံသစ္စိကရိယာငါရှင်သီလရှိပြီးတဲ့နောက်အနိစ္စဒုက္ခအနတ္တလို့နှလုံးသွင်းခိုင်းတာအကြောင်းရှိဘာကြောင့်အဲ့ဒီလိုနှလုံးသွင်းလို့ရှိရင်ဒီသီလရှိတဲ့ပုထုရှင်ပုဂ္ဂိုလ်ဒီသောသပတိဖို့ကိုရနိုင်တယ်တဲ့အဲ့ဒီလိုရနိုင်တော့ကြောင့်သီလရှိပြီးရင်ခန္ဓာကမ္မထံစည်းရံရရနေနဲ့ ရှေ့ကိုဆက်ပြီးတော့အလုံးလုံးကြအဲဟိုမှာတော့ဒါပေမဲ့အမိယာသူတော်များကြီးတွေတရားဟောကြတယ်ပြောကြတယ်ဆိုတာကလည်းတစ်ခုပေါင်းမှတော်တာဘူးဆက်ပြီးတော့ရှင်ပုထိတာကမင်းပြန်တော့ဓမ္မပန်ကြီးကဗနာယူတော်ကာရိဒိဋ္ဌဘိက္ခုနာကတမေဓမ္မယောညီတော်မနတိကာတ္တပါငါရှင်သာရိပုတ္တရာဆက်ပြီးမင်းလက်ထံမင်းပြန်ပြီးတောတာပန်ဖြစ်ပြီးတဲ့ပုဂ္ဂိုလ်ကဘယ်တရားကြီးကိုယောညီတော်မနတိကာကဖြင့်နှလုံးသွင်းရမလဲမင်းတို့လည်းရှင်သာရိပုတ္တရာကဒါလည်းဆက်ပြီးတော့ သောတာပန်နေတိခောအာဟုသောကုဋ္ဌိကဘိက္ခုနာဣမိပိစုပန္ဒာနေခန္ဓာနိစ္စတောဒုက္ခတောအနတ္တတောယောမိသောမနတိကတ္တဗာမှတ်ခြင်းကုဋ္ဌိက သောတာပန်ဖြစ်ပြီးတဲ့ကိုယ်တော်သောတာပန်ဖြစ်ပြီးတဲ့သူတော်ချင်းအဲ့ဒီပုဂ္ဂိုလ်လည်းပဲဒီဥပါဒာနေခန္ဓာ၅ပါးကိုပဲအနိစ္စဒုက္ခအနတ္တလို့နှလုံးသွင်းရမယ်ဟာအဲ့ဒီလိုနှလုံးသွင်းတော့ဘာအကျိုးရမလဲဆိုတော့ဌာနံကောပဏိတံဝေဇတိယံသောတာပန်သောဘိက္ခုဣမိပိစုပန္ဒာနေခန္ဓာနိ အနိစ္စတဒုက္ခတောအနတ္တတောယောမိသောမနတိကရောတောသရာဂမိဖလံသိရှိကရိယာသောတာပန်ဖြစ်ပြီးတဲ့ပုဂ္ဂိုလ်သည်ဒီဥပါဒါနဲ့ခန္ဓာ၅ပါးကိုအနိစ္စဒုက္ခအနတ္တလို့အမှန်ယောမိသောမနတိကာရနဲ့နှလုံးသွင်းလို့ဖြစ်ရင်ဒါဂမိကိုရောက်နိုင်တယ်သရာဂမိဖြစ်ပြီးတဲ့ပုဂ္ဂိုလ်ကကိုယ်ဘယ်တရားတွေနှလုံးသွင်းရမဒုံလို့မြင့်ပြန်တော့လေဒါဂရာဂံပုဂ္ဂိုလ်လည်းဒီခန္ဓာ၅ပါးကမထမ်းနဲ့ရှိကြရ စည်းကြင်အနာဂမ်ဆိုရမယ်။ကံဒလောက်ဆိုလူပါးလေအနာဂမ်ဖြစ်ပြီးတဲ့ပုဂ္ဂိုလ်တော့ဘယ်တရားတွေနှလုံးသွင်းရမသိလို့ရှင်ကိုဋ္ဌိကကမင်းတဲ့အခါမှာလည်းပဲရှင်သာရိပုတ္တရာကအနာဂမ်ဖြစ်ပြီးတဲ့ပုဂ္ဂိုလ်ကြီးလည်းပဲဥပါဒာနဲ့ခန္ဓာ၅ပါးဒီယုံနဲ့တရားကိုပဲအနိစ္စဒုက္ခအနတ္တလို့နှလုံးသွင်းရမယ်။အဲ့ဒီလိုနှလုံးသွင်းလို့ရှိရင်အနာဂမ်ပုဂ္ဂိုလ်ဒီအရဟံတခုရောက်ဖို့သိကြတယ်။ ဒီလိုနှလုံးသွင်းမှအရဟံတခုရောက်မှာဒီအရဟံတခုရောက်လို့ယ ahanan ဖြစ်တဲ့ဘဝမကောအဲ့ဒီယ ahanan ဖြစ်ပြီးတော့ကောဘယ်တရားတွေကိုနှလုံးသွင်းဒီတရားပဲနှလုံးသွင်းတယ်အာငါချင်းအရဟံတခုပေါက်ပြီးတဲ့ယ ahanan ဖြစ်ပြီးတဲ့ပုဂ္ဂိုလ်မှာဒီတရားနှလုံးသွင်းလို့ရှေ့အဆက်သက်စရာဘယ်မဲ့ဘယ်ဖို့ရှိသေးလို့ဘယ်မဲ့ဘယ်ဖို့မှမရှိမရှိရင်လည်းနှလုံးမသွင်းရပါဘူးနဲ့အကျိုးမရှိရင်လည်းမသွင်းအာမဟုတ်ဘူးဒီဘုန်းကြီးတို့ဒီအရိယဖိုးဆိုရက်သောတာပတ္တိဖိုး တရားဂามိဖို့အနာဂามိဖို့အရဟန္တဖို့ဆိုတဲ့လောကုတ္တရာဖို့လေးပါဟာသောတာပတ္တိဖို့သည်သောတာပန်ပုဂ္ဂိုလ်ရဲ့ဘူမိတရားဂามိဖို့သည်တရားဂံပုဂ္ဂိုလ်ရဲ့အရိယဘူမိအနာဂามိဖို့သည်အနာဂံပုဂ္ဂိုလ်ရဲ့အရိယဘူမိအရဟတ္တဖို့သည်ယဟန္တာပုဂ္ဂိုလ်ရဲ့အရိယဘူမိလို့ပထမအရိယဘူမိဒုတိယတတိယသတုတ္တအရိယဘူမိလို့ အဲ့ဒီလိုခုံများကိုအသိအသိဘူမိနဲ့တက်ပြီးတော့ဟောတာအရိယဘူမိဘာပြောလို့ဒါလဲဆိုကြပါဒီအရိယမက်တို့ရောက်ပြီးတော့သောတာပန်ကလာကအနာကရဟန္တာပုဂ္ဂိုလ်တွေဟာလူကြီးလောကမှာဘေးအာရုံဘေးကံကုန်မှပြောပြရမရှိတော့မရှိတော့ဒီဘုံဆုံးပါးထဲမှာပြောပြရမရှိတော့သူတို့အဖို့ဒီခဏကြီးကမြေမြန်နဲ့စွန့်ပြလိုက်ခြင်းလေ ခန္ဓာကြီးဇက်သိမ်းရင်းတော့မှသိသူလည်းပါတို့ဒီဟာလာမိမိလက်ထဲမှာရှိနေတဲ့ဒီပစ္စည်းတွေဒီပစ္စည်းတွေကြောင့်ရေကြောက်ရတယ်၊နူးကြောက်ရတယ်၊မြေကြောက်ရတယ်၊ခိုးသူကြောက်ရတယ်။အမွေတောင်တို့ရန်သူတွေကပါကိုကြောက်နေရတဲ့ဒီပစ္စည်းကြီးကိုလုံးဝသွန့်ပြစ်လိုက်ရလို့ရှိရင်အကျွမ်းမဲ့မြင်းညော့မှာကိုမြင်းတဲ့ပုဂ္ဂိုလ်ဆိုရင်မြင်းမင်းကြီးသွန့်ပြစ်ခြင်းမလို့ပဲနော် ဉာဏ်ဉာဏ်ကြီးစဉ်းကြည့်လိုက်ရှင်းမလို့ပဲအဲ့ဒီအရိယာပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဒီခန္ဓာငါးပါးတည်းဟူသောဒီဝိရဲ့ဥစ္စာဝိရဲ့စီးပွားမုံမင်းရဲ့သဘဝဘတ်ဆိုတဲ့တဏှာရဲ့သဘဝဘတ်ဆိုတဲ့ဒီခန္ဓာငါးပါးကြီးကိုစွန့်ပစ်လိုက်ရတဲ့တနည်းဒုက္ခတွေအကုန်မင်းရယ်ဆိုတာတို့ကသိရောမြတ်မြတ်ဆိုစွန့်ပစ်ခြင်း ။အာသင်ပြီးတော့အသက်တမ်းမပြည့်ခင်မသေးခင်ကြားလို့မသေချစ်လိုက်ပါလေလားဆိုတော့အရိယာဆိုတာအဲ့ဒီလိုလေလုံလုံဆုံးသားမရှိ။မရှိတော့လောကကြီးထဲမှာသူတို့မွေလျောင်းကြီးချက်ကျောပိုက်ဆရာမရှိဘူး။မရှိတော့ပါလေပါ။သောတာပန်ပုဂ္ဂိုလ်ကသောတာပတ္တိဖိုးဝင်စားရ။သကဒါကံပုဂ္ဂိုလ်ကသကဒါကံမိဖိုးဝင်စားရ။အနာဂတ်ပုဂ္ဂိုလ်ကအနာဂတ်မိဖိုးဝင်စားရ။ယဟန္တာပုဂ္ဂိုလ်ကအရဟတ္တဖိုးဝင်စားရ သောတာပန်ပုဂ္ဂိုလ်ကသောတာပန်ကြီးဖိုးဝင်ကြခြင်းလေမိ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 တို့ဖိုးကိုအရိယာပုဂ္ဂိုလ်တို့ဝင်စားခြင်းလေဝင်စားခြင်းလုံးနဲ့မိမိဟာရိယဝိထုဘောမှာဖိုးစိတ်တွေဖြစ်လာတာမဟုတ်ဘူးတဲ့ဝင်စားခြင်းအဲ့ဒီကိုဟာရိယဝိထုဘောမှာဖိုးစိတ်တွေတိတ်ပြီးတိတ်တိတ်ပြီးတိတ်ပေါ်လေတနာကြီးနှစ်နာကြီးတရက်နှစ်ရက်စသည်အစင်မပြတ်ဖြစ်နေအောင်လက်ခံလို့ဖြစ်နေတာကိုခလသမာပဝင်စားတယ်ခေါ်တယ် အဲ့ဒီလိုခိုးသိမ်းကြည့်တဲ့တခြားစိတ်မရောဘဲနဲ့အစင်မပြတ်ဖြစ်နေအောင်အလုပ်လုပ်ရတယ်ဘယ်လိုလုပ်ရသောတာပန်ပုဂ္ဂိုလ်ကသောတာပတိခိုးရုပ်ရောက်လူသောစိတ်နှလုံးသွင်းသက္ကလာကံပုဂ္ဂိုလ်ကမိမိရဲ့ခိုးစိတ်တွေမိမိဟာရိယဝတ္ထုဘောမပြတ်ဖြစ်စေလို့တဲ့နှလုံးသွင်းအနာဂမ်ပုဂ္ဂိုလ်ကမိမိခိုးသေးရန်တာပုဂ္ဂိုလ်ကအရဟတ္တဖို့ဆိုတဲ့မိမိရဲ့ခိုး အရိယဝတ္ထုဘောမှာအစင်မပြတဏှာကြီးနနာကြီးတရက်နှစ်ရက်စသည်ဖြစ်စေလိုတဲ့တောင့်တရက်ရည်ရွယ်ချက်ဖြည့်ထားပြီးတော့ခန္ဓာငါးပါးဘူပဲအနိစ္စဒုက္ခအနတ္တလို့နှလုံးသွင်းရအဲ့ဒီလိုနှလုံးသွင်းတော့ဘာဖြစ်တယ်လဲယဟန္တာပုဂ္ဂိုလ်မှာအထက်တက်ပြီးအလုံးလို့ဖြစ်ရမရှိပါဘူးဒါပေမဲ့ ပရိနိဗ္ဗာန်မဆိုင်ကြုံကြာကာလဖလသမပဝေဒါဖို့ရန်ဒိဋ္ဌဓမ္မဒုက္ခဝိဟာရတဲ့မြတ်မောဘောရှိနေတဲ့သစ္စုတ်ဗံဘောမချမ်းချမ်းသာသာနေဖို့ရန်အတွက်ဝိပဿနာကမ္မထံရှင်းပြန်တာရှင်းပြန်လို့ပြောရတော့ဖလသမပရောက်အဲ့ဒီဖလသမပရရင်ဒိဋ္ဌဓမ္မဒုက္ခဝိဟာရဖြစ်တာအဲ့ဒါကြောင့်ယန္တာဖြစ်ပြီလေဘယ်တရားနှလုံးသွင်းရမလဲဟာခန္ဓာ၅ပါးအနိစ္စဒုက္ခအနတ္တနှလုံးသွင်းဟာနှလုံးသွင်းလို့ဘာအကျိုးပြုရမလဲအဲ့ဒါ ကြဖလားသမာဓိရောက်ပြီမြတ်မောက်ဘဝ၌ရှမ်းကြံသာသာနေရခြင်းအကျိုးရှိပါတယ်တဲ့ဒိဋ္ဌာဓမ္မဒုက္ခဝိဟာရယသေဝတတိသံဃာယသာလို့တတိသံဃာရဲ့ကောင်းပြီတဲ့နော်ဒီဘက်ကိုခွန်ကြီးတို့ဇာတဲ့ကဒီလဝန္တတို့ကိုခေါ်တယ်အဲ့ဒီဒီလဝန္တတို့ကပါတဲ့ဟုတ်လားသဘောကိုပြန်ပြီးစဉ်းစားကြည့်တို့ခွန်ကြီးတို့အရင်တပတ်ကတော့မှလေ ဟောခန္ဓာ၅ပါးကိုအနိစ္စဒုက္ခအနတ္တလို့နှလုံးသွင်းခိုင်းတယ်။ပြီးတော့တရားဘုရဲ့အလေတိုင်းမှာမစ္စေမေတ္တံဝိပါဝေတိအရာမေဖုန်နိဗ္ဗာန်တို့ရောက်ကြောင်းဖြစ်သောအထင်ကြီးကအရိယအထင်ကြီးကမက်ဆိုတာအဲ့ဒီဝိပဿနာလို့လုပ်နေရင်အဲ့ဒီမှာရှိတဲ့အတိဉာဏ်ဒီတမာဒိဋ္ဌိနော်အဲ့ဒီဝိပဿနာလုပ်နေပတ်သက်တဲ့အကြောင်းစီဒီတမာသင်္ကပ္ပအဲ့ဒီဝိပဿနာလုပ်နေပတ်သက်လို့ပြောကြဆိုကြတမာဝါစာပြည့်ကြမြတမာကာမန္တ ဝိပဿနာဉာဏ်ရဲ့ဖြင့်အရင်ပြင်ပြီးတော့အတ္တမိုးမှုလုပ်တယ်တမအာဇီဝအဲလုံလာကျုပ်ကုတ်အာသုညတမဝါယမတမတတိတမသမာတိဆိုတဲ့အထင်ကြီးကမဲ့တွေအလဲလိုက်အလဲလိုက်ဖြစ်တာဒါမက်ကမြတ်ဖို့နိဗ္ဗာန်ရောက်ကြောင်းလောကုတ္တရာမြတ်ဖို့နိဗ္ဗာန်ရောက်ကြောင်းကောင်းမြတ်တော့ပฏิပတ်လမ်းစဉ်ဖြစ်တယ်တဲ့ဖြစ်တဲ့အတိုင်းခွင့်ကြပြီးတော့မြစ်ဒီမက်ကဝိပါဝေအရာဤခန္ဓာကမ္မထံဤလောကုတ္တရာ မက်လေးပါ၊ခိုးလေးပါ၊နိဗ္ဗာန်ကိုဖြောင်းပြောင်းသွားနိုင်ကြောင်းရှင်မဟာကုသိကာရမေးလို့ရှင်သာရိပုတ္တရာကရှင်းရှင်းလင်းလင်းဟောကြားထားတော်မူတဲ့အကြောင်းဘုန်းကြီးတို့တရားဓမ္မတွေလုတ်အားရှိအောင်ပေါ့ဘုန်းကြီးအရှင်ပြာကြီးအာတက်စီပါအာတက်စီတဲ့အတိုင်းလည်းငလုံးပွင့်ကြနိုင်မယ်လို့လည်းယုံကြည်ပါအဲဒီတော့ဒီဟာကို သုတ်တံနှစ်ခုပြီးသွားတယ်ဘုရားဟောတာဟောအခုပြောတာတိလဝန္တသုတ်တံသောသောကပြောတာဘာရဒ္ဒသသုတ်တံအဲ့ဒီသုတ်တံနှစ်ပါးကြားနာရခြင်းကသမာဓိဘာဝနာပညာဘာဝနာအနေနဲ့ဟိုကြည်လဲသွားအောင်ပေါ့နော်အဲခန္ဓာ၅ပါးကမ္မထံကိုဘုန်းကြီးတို့ပြည်ပြန်ပြီးပြည်လဲပြီးရောဘုန်းကြီးဟိုနိဗ္ဗာန်ကိုဆုတောင်းပေးမယ်ပရိယောသာနေနိဗ္ဗာန်လားအရနော်အလုံးလိုက်ပြီးတော့ဘုန်းကြီးတို့ငါဖို့ထူကြရအောင်ဟုတ်လားမိမိရဲ့အတန်ကို ။ဟောမိမိညာကရယူပြီးတော့နှလုံးသွင်းကြပါပြီ။ယေဟုတွင်ခန္ဓာဒီကာခန္ဓာဒီကာယေရှိကာလမတိထပဲခဏဖြစ်လျက်ခဏပြည့်ဤဖြစ်ပြည့်နှစ်တန်းနှစ်ချက်တန်းချင်းတရားမစဲ နှုံစင်းရဲ့ဤခိုင်ရဲ့ကြောမှန်နှင့်မပါဘူးလို့စင်ညာစခုမြေထောက်ပြုတော်သူ့တဘာဝအနိစ္စတိဒုက္ခအနတ္တပါဒကဝေဒနာမိသံဃာတိယေရှိကာလ မတိဋ္ဌပဲခဏဖြစ်လည်းခဏပြည့်ဤဒီပြဏတံနှိစ္စတံခြင်းဘုရားမစဲလွန်ဆုံးရဲ့ဤခိုင်ရဲ့ကျော်မှာပြုမပါဘူးဘုရားဆက်ကိုမြေတောက်ပြုတော်သူ့သဘာဝ ္စသည်ဒုက္ခအနတ္တပါဒကဒုညာတွင်ခန္ဓာသည်သည်ရုပ်ရှိကာလမတိဋ္ဌပဲခဏဖြစ်လျက်ခဏပြည့်ဤဖြစ်ပြဏတံလိစ္ဆဒံဖြင့်အယံမစဲ ်ဆုံးစင်ရဲ့ဤခံရကျော်မှာမြင့်မပါဘူးသင်ညာချက်ခုမျောဆောင်ရှုတော်သူတဘာဝအနိစ္စသည်ဒုက္ခအနတ္တပါတကားသင်္ခါရမီခန္ဓာသည်သည် ရှိကာလမကြည့်ချတဲ့ငါဖြစ်လျေငါပြည့်ဤဖြစ်ပြဏတံလိစ္ဆတံဖြင့်အရာမစဲရှင်ရည်ဤခိုင်ရဲ့ကျော်မှာဖြစ်မပါဘူးသင်္ကာသကုညောထောက်ရှုတော်သူ့သဘာဝ အနိစ္စတိဒုက္ခအနတ္တပါဒကဝေဒနာချောင်းကြီးသံဃာကြီးကြီးမြေရှိကာလမတိထပဲခဏဖြစ်ရဲ့ခဏပြည့်ဤဖြစ်ပြဏတံလိစ္ဆတံဖြင့်ဆရာမစဲ ရှင်ရဲ့ဤခိုင်ရဲ့ကြောမှာမြင့်မပါဘူးပညာဆက်ခုညောသောရှိတော်သူတဘာဝအနိစ္စသည်ဒုက္ခအနတ္တပါဒရာဟောဒါခန္ဓာကမ္မထံကိုခေါင်းကြီးတို့မြန်မာလူပြည်သူတကသိရအာကိုတော့ဟာဒီ သိပေပါလားနောက်ကဟာကဘာမှမထူးဘုန်းကြီးတို့ပါဠိလည်းမထူးဘူးဘာလဲဆိုယူပံဟောဒါလေးဝေဒနာတင်ညာသင်္ခါရဝိညာဏံဒီရှိကောင်းမသိငါ့ဖို့ပဲရှိတယ်ယူပံအနိစ္စံဒုက္ခံအနတ္တံဤတမမနိတောဟမတမိနမိတောအတ္တဝေဒနာအနိစ္စဒုက္ခအနတ္တံဤတမမနိတောဟမတမိနမိတောအတ္တသင်ညာ အနိစ္စဒုက္ခအနတ္တနိစ္စမမအနိသောအမသမိနမိသောအတ္တသင်္ခါရအနိစ္စဒုက္ခအနတ္တနိစ္စမမအနိသောအမသမိနမိသောအတ္တဝိညာဏံအနိစ္စဒုက္ခအနတ္တနိစ္စမမအနိသောအမသမိနမိသောအတ္တလို့ခွန်ကြီးတို့ပါဠိနိုင်နေတယ်မှာကိုပဲအနိစ္စဒုက္ခအနတ္တနိစ္စမမအနိသောအမသမိနမိသောအတ္တကြီးတဲ့နောက်ကသိညာအဲဒါကြောင့် ဩမြမဘာသာမှာလည်းပဲပေါ့လေအင်းမြင်စီကားလားမတိထပဲခဏဖြစ်လျက်ခဏပြည့်ဤဒီလိုပြည့်သောကြောင့်အနိစ္စလို့ပြောကြတယ်ဖြစ်ပြန်တဲ့နှိမ့်စေတမ်းဖြင့်တရားမစဲလွန်ဆင်းရဲဤအဲ့ဒီလိုဆင်းရဲသောကြောင့်ဒုက္ခသဘောကြောင့်ရှုပ်ပြီးခိုင်ရဲကြောမှနှိမ့်မပါဘူးခိုင်ပါတယ်ဟုတ်လားမာကျိုးတယ်ဆိုတဲ့အနိစ္စာရခိုင်တယ်ဆိုတဲ့အနိစ္စာရငြဲတယ်ဆိုတဲ့အနိစ္စာရမာကျိုးတယ်ဆိုတော့ အမြဲတရားမိတ်မရှိလို့အနတ္တပဲလို့အဲ့ဒီလိုသဘောကျအောင်ရှေ့ကကျိုးပြီးတော့ပြတာအဲ့ဒီငါပုဂ္ဂိုလ်ပေါ့လေနှလုံးသွင်းထားကြပါဒီငါပုဂ္ဂိုလ်ရင်အင်္ဂတန်တွေလေခေါင်းကြီးတို့အာကိုယ်ဉာဏ်အလေအလတ်ပုဂ္ဂိုလ်မို့လို့အာယတနာကမ္မဋ္ဌာန်းစည်းကြနေတယ်ရိုးကမျက်စိရဲ့နားရဲ့ငါရဲ့လျှာရဲ့ကိုယ်ရဲ့စိတ်ရဲ့ဆိုတဲ့အစွတ်အာယတနာ၆ပါးရှိတယ် ရွေးစီငါငါဆရာကိုဆိုတာဒါရီကရုပ်တရားကြီးအကြည့်ရုပ်စိတ်ဆိုတာကဟုတ်လားဝိညာဉ်နော်ဉာဏ်တရားပြီးတော့အကျဉ်းအာရုံကအနေနဲ့အရှင်းအတန်အညာအရသာအတွေ့အထိဓမ္မလို့ခေါ်တဲ့ယုံဉာဏ်တရားကြီးယူပါယုံသတ္တယုံကန္တာယုံသာတာယုံဖုဒါပါယုံဓမ္မယုံဆိုတဲ့အာယုံ၆ပါးရှိကြအဲ့ဒီလိုအတွန်းအာရုံ၆ပါးအကျဉ်းအာရုံ၆ပါး ဒီနှစ်ပန်းလည်းဒီတစ်ဆင့်နှစ်ပန်းလည်းနှလုံးသွင်းနေတဲ့အင်းနံတွေလည်းဒီဒီအပတ်ကိုရတာပဲနဲ့ခေါင်းလေးတက်ပြီလားမျက်စိတွင်ဒီရုပ်အကြည့်ကမြင်ရှိကာလမကြည့်ချပဲရှိတော့ကြာဆွဲသွားလို့ဘလူးမှနားနေဘင်းတကနာဟုတွင်ဒီရုပ်အကြည့်လေးမြင်ရှိကာလမကြည့်ချပဲနှာခေါင်းတွင်ဒီရုပ်အကြည့်လေးမြင်ရှိကာလမကြည့်ချပဲလျာဟုတွင်ဒီရုပ်အကြည့်လေးမြင်ရှိကာလမကြည့်ချပဲ ကိုဟုတွင်ကြီးရုပ်အကြည့်လင်းရှင်ကာလမတိချပဲမနောတွင်ကြီးစိတ်အကြည့်လင်းရှင်ကာလမတိချပဲခဏဖြစ်လျက်ခဏပြက်ဤဟိုကြတော့ရှားကတခါတည်းဟုတ်လားကြောက်ကြောက်လှုပ်သွားတယ်ဒါဣဇ္ဇတိကယေနာ၆ပါးသိနေဒါကအပြင်းအာရုံကဘယ်ကြအပြင်းအာရဏ၆ပါးယူပါယရဏသတ္တာယရဏကံဓာယရဏရာဇာယရဏဖွတ်တာပါယရဏဓမ္မာယရဏဆိုတဲ့ဒီပါဠိကိုခေါ်တဲ့ ဒီ၆ပါးသောအပြင်အာယတနာတွေအတွက်ဘုန်းကြီးတို့မြန်မာလေးဆိုလို့ရှိရင်အစင်းရဲ့အတန်ရဲ့အနတ်ရဲ့အယတာရဲ့နော်အတွေ့အထိရဲ့ပြီးတော့ဓမ္မသဘောယုံဉာဏ်တရားပါအဲဒီ၆မျိုးလေးပဲ၆၆မျိုးကိုလည်းပဲအစင်းတွင်ရုပ်ထည်ဤလေးမြင်စီကာလမတိတာပဲခဏဖြစ်လျက်ခဏပြည့်ဖြစ်ပြည့်နဲ့ဓမ္မိတ်ချက်ဓမ္မချက်တရားမစဲလို့ဆင်းရဲခိုင်ရဲကြုံးမှမပါဘူးတရားစက်ကုန်ရောတောက်ချူတော့သူကဘာဝ အနိစ္စသည်ဒုက္ခအနတ္တပါရကလို့အရှင်းကစလိုက်တယ်အတန်တွင်ရုပ်ထုဤလိအနတ္တတွင်ရုပ်ထုဤလိယတာတွင်ရုပ်ထုဤလိအတွေ့တွင်ရုပ်ထုဤလိဓမ္မတွင်ရုပ်ငန်းဒီလိယင်စီကာလမတိချပဲခဏဖြစ်လေခဏပြက်ပြီဖြစ်ပြက်နတ္တနိစ္စတံပြက်တရားမစဲလွန်ရှင်ရိုက်ခိုင်ရဲကျော်မှာညှစ်မပါဘူး ကျင်းရဆက်ကုမျိုးတောက်ရှုတော်သူတော်ဝအနိစ္စသည်ဒုက္ခအနတ္တပါရကလို့အဲ့ဒီလိုနှလုံးသွင်းလိုက်ရင် အာရဏကမထမ်းဖြစ်တယ်။အေးအမိအားဖြင့်ပြောရရင်ဘုန်းကြီးမင်းကတော့ကဟိုမလွန်ကပွတ်တန်းနဲ့မှဓမ္မယုံမှတရားဟောတော့လေအဲ့ဒီဥဥမောင်တို့ဒေါ်ခင်ယောင်တို့ကနေပြီးသူတို့ဓမ္မဒါနအဖြစ်ဖြင့်သာရွက်ကလေးတွေဝေးတယ်အဲ့ဒီဝေးတဲ့ပြင်စက6ခုမှာ ်ရင်စကတခုတခု၌တိ့နဲ့နှစ်ကိုပေါ့လေပြက်အဲတိ့နဲ့နှစ်ပထမပြင်စကားကတိ့နှစ်ဒုတိယပြင်စကားကတိ့နှစ်တတိယပြင်စကားကတိ့နှစ်နော်အဲသုတ္တပြင်စကားကတိ့အပုံနဲ့နှစ်အပုံပြင်စမသတ်တာတိ့အပုံနဲ့နှစ်အပုံဆိုရင်ဒါငါအာယတနာကမ္မထံစည်းကြောင်းလားအာတပည့်တော်ကညံလေးတယ်ကိုတော်ပြီးတော့အကျေမှကြိုက်တယ်ဆိုလို့ရှိရင်ဒါတွေကအကျေကြိုက်တဲ့ပုဂ္ဂိုလ်ကိုဓာတ်တစ်ဆယ့်ရှစ်ပါးကမ္မထံစီးပြန်ရ ဓမ္မစေတိပါကမထံဆိုတော့သကုတယူပါဒအေးဆိုကြပါသူရဲ့မျက်စိရဲ့အချင်းရဲ့အမြင်ရဲ့သုံးအဲနားရဲ့အသံရဲ့အကြာနှာခေါင်းရဲ့ဟုတ်လားအနတ်ရဲ့အစာနော်အဲပြီးတော့နှာခေါင်းရဲ့အနတ်ရဲ့နှဲ့ရှူမှုပြီးတော့လျှာရဲ့အရသာရဲ့ စားတာလျာနဲ့ဖြစ်တဲ့ဟောလျာနဲ့မိရွတ်ဖြစ်တဲ့ဝိညာဉ်ပါအဲဒီလိုတကားကိုယ်ရဲ့အတွေ့အထိရဲ့အဲကိုယ်ရဲ့ဖတ်တာပါယုံရဲ့အဲကိုယ်မှမိရွတ်ဖြစ်တဲ့တွေ့ပြီအဲ့ဒီအစ်စ်မနှောရဲ့ဓမ္မယုံရဲ့မနှောဝိညာဉ်ရဲ့လို့အဲ့ဒီလိုဓာတ်တစ်ချက်ပါလေပဲသူ့အစုလေးနဲ့သူသုံးခု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 ဖုံးပြီးတော့ဒီဓာတုဝိဒိညာမှာသုတ်ကန္တဘာဇနီယနိအမိအားဖြင့် နှလုံးသွင်းလွယ်အောင်ဟောထားခြင်းရှိပါဠိကတော့သကုနေသံဒုက္ခနတ္တာဒီပါဠိကဒုက္ခနတ္တာသကုဝိညာဏနေသံဒုက္ခနတ္တာဒီလိုသွားပါအဲဘုန်းကြီးတို့ဘယ်ကအနေနဲ့ဆိုလို့ရှိရင်အဲ့ဒီသာယကလေးတွေထဲမှာပထမပင်စကကပထမ၃ပိုက်အဲဒုတိယသောတပင်စကကပထမ၃ပိုက်အဲ့ဒီပင်စကတစ်ခုတစ်ခုမှာရှင်း၃ပိုက်ကိုနှလုံးသွင်းလိုက်ရင်ဒါကမ္မထံအနေနဲ့စီးပြန့်နေတာလေနော်ဥပမာဆိုကြပါစို့ ပထမဟုတ်လားသုံးခုတည်းဆိုရင်မျက်စိသင်္ယုတ်အတိအကံရှိကာလမတိတာခဏဖြစ်ရခဏပြည့်ဖြစ်ပြနဲ့တန်မြင့်စေတန်ဖြစ်ကြရမစဲ့လွန်စေခိုင်မြဲကြောမှမမပါဘူးသိရစက်ခုမျိုးထောက်ကျူတော့သူ့သဘာဝအနိစ္စဒီဒုက္ခအနတ္တဘာရကဒီလိုနှလုံးသွင်းလိုက်ရင်စက်ခုအတွက်ပြည့်ရောအရှင်းတည်းမီးရုပ်ထုံးလေးဒါကဩယူပဒပြီးတော့စက်ခု၌မီဝိဉ္ဇဉ်သည်လေး ရုပ်ရှိကာလမတိချာလဲသွားတော့ဒါသက္ခုဝိညာဏတ္တဟိထို့အတူဒုတိယသောတာပိစကလည်းကပထမသိမ့်ဖို့ကာယပိစကလည်းကပထမသိမ့်ဖို့ဒိဟောပိစကပထမသိမ့်ဖို့ကာယပိစကပထမသိမ့်ဖို့မနောပိစကပထမသုံးပုဂ္ဂိုလ်သုံးပုဂ္ဂိုလ်သုံးပုဂ္ဂိုလ်ချက်နှုတ်ပြီးတော့ဟောရွတ်ပေါ်ပြီးကြည့်ရင်အဲ့ဒီပုဂ္ဂိုလ်ဟာဓာတ်တစ်ချက်ဖြစ်ပါဝိပဿနာကမ္မထံပြည့်ပြည့်နေတာလို့ခေါ်တယ်ကြက်ကလေးနှစ်သက်ကလေးအားထုတ်နှမ်းရင် ောလောက်ပြီတဲ့ဒီလိုလဲဒီသီလဝိဒ္ဓတုတ်တမ်းလိုက်လာရှိတော်တန်ခန္ဓာငါပါခြင်းတရားတို့ကြီးမမြဲသောအခြင်းအရာဆင်းရဲသောအခြင်းအရာမစိုးမပိုင်သောအခြင်းအရာအနိစ္စဒုက္ခအနတ္တအခြင်းအရာတို့ကိုပြင်းရမြန်အားရှိသမျှပွားများကြိုးကုန်အားထုတ်ကြတဲ့ဘာဝနာကောင်းမှုကုသိုလ်ကံစေတနာဓမ္မပူဇာဖြစ်စဉ်သောငါဓမ္မဒရာဖြစ်သော အရှင်ရာအလေးရာတော်ပစ္စည်းတို့ဝဒရာပြဌာန်းလူတိုင်းရာကျင့်ကြည့်ဟူသောဓမ္မပူဇာမြင်လာကောင်းမှုကုသိုလ်စေတနာဤသို့စသည်များများဘောင်းဝါတော်ကောင်းမှုကုသိုလ်ခံရာရတို့ကြောင့်ပြိယဝန္တသုတ်တန်၌လာရှိသည့်အတန်ခန္ဓာငါးပါးတို့ယနေ့ချင်းရာဒုက္ခချင်းရာအနတ္တအချင်းအရာတို့ကိုအသိအားဖြင့်နှလုံးကိုယ်ကိုယ်ပွားများကျုပ်ကအထုံနဲ့ညပါစေကုန်တည်းရဲ့အချင်းအချင်းနှလုံးသွင်းပွားများကျုပ်ကအထုံကြသည်ဖြင့် ပုထုဇဉ်သီလဝန္တပုဂ္ဂိုလ်ကြီးအဖြစ်မှသီသောတာပန်ပုဂ္ဂိုလ်ကြီးအဖြစ်သို့၎င်းသောတာပန်ပုဂ္ဂိုလ်ကြီးအဖြစ်မှသီသရဂံပုဂ္ဂိုလ်ကြီးအဖြစ်သို့၎င်းသရဂံပုဂ္ဂိုလ်ကြီးအဖြစ်မှသီနာဂံပုဂ္ဂိုလ်ကြီးအဖြစ်သို့၎င်းအနာဂံပုဂ္ဂိုလ်ကြီးအဖြစ်မှသီအရဟတ်အရဟတ်တဖို့၌သီသောယ ahanan သခင်အရှင်မြတ်ကြီးအဖြစ်သို့၎င်းအရှင်အဖြစ်ဆက်ရောက်နိုင်ကြပါစေကုန်သတည်းအရဟတ်တဖို့ကဆက်ရောက်ရသောယ ahanan အဖြစ် ရောက်ရှိကြရသောသုံးနောက်ဆုံးဘဝပဲပြိနိဗ္ဗာန်သုတိယချာမင်နောက်ကာလ၌သဇုံတခုသောဘဝကတိယောမူဝိညာဏသိတိမာမာယုံနာနဲ့ပြခန္ဓာ၅ပါးဒုက္ခသစ္စာတရားတို့တဖန်မဖြစ်သောချုပ်ချင်းငြင်းငြင်းနှုတ်ပါတာနိရောဓအနုပါဒပြိနိဗ္ဗာန်ခန္ဓာပြိနိဗ္ဗာန်ကိုစီဆံရသေးကုန်ကြဒီအနုပါဒပြိနိဗ္ဗာန်ကိုစီဆံရတဲ့ပြင်ကမ္မဝိပိလေသဝိပါကဝိသေဟုသောဝဒုက္ခခတိ သံဃာမိတော်မိလျံကြီးအပြီးတိုင်ရင်ကြပါစေကုန်သတည်းသာသာ